ပ်ငန်းသုံးလေးကိုထပ်ပြီးတော့လေ့လာကြအောင်ခဲလုပ်ငန်းသုံးမှလည်းမိကွန်းလေးမိထိုင်တော့တောင်းမိဒီချေလို့စူးစမ်းပြီးတော့ဖြည့်ကြည့်မယ်လုပ်ငန်းသုံးမှဆိုရင်ကာကြီးကကဲပုံလေးကိုကြည့်ပါဦးပုံလေးထဲမှာဘယ်သူကအရက်ရှိမယ်လို့ထင်ဟုတ်တယ် ကဲသူ့မိကွန်းလေးရာတဲ့ကိုကိုနဲ့ညီညီမာတဲ့ဘဒူကအရက်ပူရှည်နေတဲ့ပြီးတော့တဲ့စင်မြင့်ပေါ်မှာရှိတဲ့မုတ်ကိုတဲ့ဘဒူကယူနိုင်မယ်လို့ထင်နေတဲ့အဲ့တော့မျိုးပြောကြည့်ပါဦးကိုကိုနဲ့ညီမာဘဒူကအရက်ပူရှည်လဲဟုတ်တယ် ကိုကိုကပူရှည်တာပေါ့နော်အဲ့ကြောင့်မလို့စင်မြင့်ပေါ်မှာရှည်တယ်မဟုတ်ဘူးဘယ်သူကယူနိုင်မှာလဲကိုကိုကယူနိုင်မှာနော်ဘာဖြစ်လို့လဲကိုကိုကအရက်ပူရှည်ရဲ့အတွက်နော်စင်အမြင့်ပေါ်မှာတင်ထားတဲ့မဟုတ်ကိုယူနိုင်နေညီညီအောင်ယူနိုင်တာဘယ်ယူနိုင်မလဲကိုကိုလောက်အရက်မှမရှိတာဟုတ်ပြီကဲနောက်တစ်ခုဆက်ပြီးတော့လေ့လာကြည့်အောင်ကဲနောက်တစ်ခုမေးခွန်းလေးကတော့ ညူညူနဲ့ပူပူကတဲ့ဘဒူကအမြင့်ကိုခုံနိုင်မယ်ထင်လေညူညူကခုံနိုင်မယ်ထင်လားပူပူကခုံနိုင်မယ်ထင်လားကဲအဲ့ဆိုရင်ပုံလေးကိုကြည့်ပါဦးညူညူနဲ့ပူပူမှာဘဒူကအရေးပူရှိတယ်ဟုတ်တယ် ညညူကပို့ပြီးတော့အရက်ရှည်တယ်။အဲကြောင့်ကစားတဲ့အခါမှာလေညညူကပို့ပြီးတော့အမြင့်ကိုခုန်နိုင်တာပေါ့။နော်။ကဲဒါဆိုလို့ရှင်နော်ကိုကိုနဲ့ညီညီမှဆိုရင်လေကိုကိုကအရက်ပို့ရှိတယ်။ညညူနဲ့ပို့ပို့မှဆိုလို့ရှိရင်ညညူကအရက်ပို့ရှိတော့မင်းမြင့်ခုန်နိုင်တာပေါ့။ကဲဟုတ်ပြီအဆိုလို့ရှင်ဒီချက်ရှိမှပြောသွားတဲ့လုပ်ငန်းတိကခန္ဓာကိုယ်ရဲ့ပြပအစိပ်ပိုင်းတွေ เนาะယခုနဲ့ဘရင်ကနဲ့အခုเนาะဘလို့မတူညီမှုတွေလဲဆိုတော့နှိုင်းရှင်တာပြီးရင်လုံငန်းနှစ်မှာကြာတော့သွားလေးတွေလိတာသွားချိုးဘူးရဲ့သူရှိမဲကျိုးဘူးွားရဲ့သွားရဲ့ဘဏ္ဍဆောင်ကျိုးွားလဲပြီးရင်သွားလေးအစ်စ်ပြန်ပေါက်လားဆိုတာကိုမေးထားတယ်မိကုံးလေးဖြစ်တယ်เนาะလုံငန်းသုံးကတော့เนาะညီရင်နဲ့ကိုကိုကဘယ်သူကအရက်ပူရှိလဲဘယ်သူကတော့ပူလုံနိုင်လဲ တောက်သမီးတို့ရေအသက်ပူကြီးလာတဲ့အမြားခန္ဓာဝတ်အစိတ်ပိုင်းကလည်းပြောင်းလဲလာလို့အလုတ်လည်းပူပြီးတော့လုံနိုင်တယ်တောက်သမီးတို့နော်အရင်ကဆိုလို့ရှင်လို့ရှင်ဟောခုံလေးပဲမနိုင်နဲ့ဟောအသက်နောက်ထပ်တစ်နှစ်ကြီးလာတဲ့အခါမှာခုံရောစာရောမနိုင်အဲအဲ့လိုမျိုးတွေပေါ့ခန္ဓာကိုယ်ကအသက်ကြီးလာတဲ့ခင်ဗျာပြင်မအစိတ်ပိုင်းတွေကလည်းပြောင်းလဲလာတယ်ပြောင်းလာတဲ့အတူအလုတ်လည်းပူပြီးတော့လုံနိုင်တယ်ဆိုတော့တောက်သမီးတို့သိရမယ်နော် ကဲအခုဒီချေကတောက်သမီးတို့ကိုခန္ဓာကိုအစိပ်ပိုင်းတွေရဲ့ပြောင်းလဲမှုတွေပြင်ပခန္ဓာကိုအစိပ်ပိုင်းပြောင်းလဲမှုအကြောင်းပြောသွားတာဖြစ်တယ်။နောက်ခုဒီချေကပြောပြခြင်းသေးတယ်။ဖက်ရှုကြည့်ရန်စာနဲ့ပုံကြောင်ဒီချေကဆက်ပြီးရောပြောပြသွားမှာဖြစ်ပါတယ်။ကဲဒီထဲမှာဆိုလို့ရှိရင်တောက်သမီးတို့သွားလေးတွေကတဲ့ငယ်သွားလေးတွေကကျိုးွားတယ်တဲ့ကျိုးွားတယ်ဘယ်ရွယ်မှာကျိုးလဲဆိုလို့ရှိရင်တောက်သမီးတို့6နှစ်9နှစ် ီတဲ့လည်းဆက်ပြီးတော့ကျိုးနေတဲ့အသက်အရွယ်ကြီးလည်းရှိသေးတာပေါ့နော်အဲ့ချိန်မှာငယ်သွားကြီးကျိုးသွားတယ်ဖြူကြောက်လည်းဘယ်လိုပြောလဲဆိုရင်ဟာငယ်သွားလဲသွားတယ်လဲထားတယ်ဆိုတာကျိုးသွားတာကိုပြောတာနော်အဲ့တော့ကျိုးပြီးတော့ငယ်သွားကြီးကျိုးပြီးတော့အသက်ပြန်ပေါက်လာပေါက်တာပေါ့နော်အန်နန်ကနေပြီးတော့တော်လို့နော်အသွားလေးထွက်လာမယ်အသက်ပြန်ပေါက်လာမယ်ကျိုးသွားတဲ့နေရာလေးရဟောအဲ့ပြန်ပေါက်လာတဲ့သွားလေးတွေက အယံတံမိုးရှိတယ်။ဘာဖြစ်လို့လဲဆိုလို့ရှင်ဟိုက်သွားပြီးကျိုးသွားလို့ရှင်သူကထပ်ပြီးတော့ပြန်ပေါက်တော့ဦးတော်လို့ကျိုးသွားတဲ့သွားလေးတွေကိုတားလို့ဘလို့ထိမ့်သိမ့်ရမလဲဆိုရင်ရှေကအကြီးကျယ်ပြောခဲ့သလိုပဲเนาะချိုးတွေအများကြီးမစားနဲ့เนาะပြီးရင်စားပြီးရခါမှာဘလို့ချင်းပဲသွားကိုမနဲ့တစ်ချိန်ညတစ်ချိန်တိုက်မယ်အဲ့လိုထိမ့်သိမ့်မယ်ဆိုရင်တားတို့အခုငယ်သွားလဲပြည့်သွားတွေက သားတို့သမီးတို့အသက်ကြီးတဲ့အထိသွားမကြိုးပဲနဲ့ရှိနေမှာဖြစ်ပါတယ်เนาะအဲ့တော့ငယ်သွားလဲထားတဲ့သားတွေကိုအထူးဂရုစိုက်တင်ပါတယ်မပြက်စီးအောင်မကြိုးအောင်သွားဖို့မစားအောင်ရှောင်းသွင်းတဲ့အရာတွေကတော့အချိုးတွေအရင်မစားအောင်အစာစားပြီးရဲ့အခါမှာအလုပ်ကျင်းရမယ်သွားကိုမနဲ့တစ်ချိန်ညတစ်ချိန်တိုက်ရမှာဖြစ်ပါတယ်ဒါဆိုရင်တော့ငယ်သွားလဲတဲ့သွားလေးတွေက တောင်သမီးတို့အသက်ကြီးရဲ့အထိတူတူရှိနေမှာဖြစ်ပါတယ်เนาะအခုဒီချက်ပြောခဲ့တဲ့အကြောင်းအရာကဖတ်ရှုကြည့်ရင်ဇာနဲ့ပုံအကြောင်းအရာကိုပြောပြသွားတာဖြစ်ပါတယ်တောင်သမီးတွေကဲဒီချက်တို့သင်ခန်းစာလေးကိုအနှစ်ချုပ်ရအောင်ဒီချက်ပြောထားတဲ့ခန္ဓာကိုယ်ရဲ့ပြင်ပစိတ်ပိုင်းတွေပြောင်းလဲမှုတွေကဘာကြီးလဲအရူရဲ့ခန္ဓာကိုယ်ရဲ့ပြင်ပစိတ်ပိုင်းနေရဆိုရှင်အသက်ကြီးလာတဲ့အမြခန္ဓာကိုယ်ရဲ့ပြင်ပအစိတ်ပိုင်းနေရပြောင်းလဲလာတယ် ။သဖင်နေရှိလာတယ်။အရက်ကြီးရှိလာတယ်။ဟောခန္ဓာကိုယ်ကြီးထွားထွားကြီးဝဝဖုံးဖုံးဖြူဖြူကြီးဖြစ်လာတယ်။နော်။အော်တချို့ဆိုလို့ရှင်ဟဲမမမိတော့ဘူးနော်။အရာထွားလာလိုက်တာအရက်ကြီးရှိလာတယ်။တချို့တွေကခန္ဓာကိုယ်ကြီးထွားမှုလို့တယောက်နဲ့တယောက်မတူဘူးသားလိုမျိုးကြီး။ချို့ကြတော့ခန္ဓာကိုယ်ကြီးထွားမှုလို့နှိမ့်ကွေးတဲ့လူတွေရှိ။ဘလို့လဲဆိုလို့ရှင်ဟော၄ရက်၅ရက်မှာတိတိလေး ခဏတန်းရှင်းတန်းနေရတယ်သူကတိတိလေးပဲဖြစ်တယ်။ဟောဒါပေမဲ့ကိုယ်တန်းဆိုင်တန်းလည်းကြောက်ရောခန္ဓာကိုယ်ကြီးကရည်ကြီးရရှိလာမယ်ခန္ဓာကိုယ်ကြီးအများကြီးပြပြောင်းလဲမှုဖြစ်လာတယ်။အော်ဘွားလာတယ်ထွားလာတယ်နော်ဒါပေမဲ့သူကခန္ဓာကိုယ်ပြောင်းလဲမှုကြတော့နှေးတယ်။ငားတယ်၆တန်းနေရပါဖြစ်လေတိတိလေးပဲပူလေးပဲဒါပေမဲ့ကိုယ်တန်းဆိုင်တန်းလည်းကြောက်ရောခန္ဓာကိုယ်ကြီးကပြောင်းလဲသွားတယ်။အဲ့တော့တယောက်နဲ့တယောက်ခန္ဓာကိုယ်ပြောင်းလဲမှုရမတူပါဘူး။ ခန္ဓာကိုပြောင်းလဲမှုနှစ်ကိုရဲ့သူလည်းရှိလို့ခန္ဓာကိုပြောင်းလဲမှုသူ့အသက်ရွယ်လိုက်ပြောင်းလဲမှုရှိပါတယ်။เนาะဒါကတော့ဒီချေအခုအခန်းနှစ်ရဲ့ခေါင်းစိတ်ခွဲဖြစ်တဲ့အခန်းတစ်ခန္ဓာကိုယ်ကြီးပြင်ပအစိတ်ပိုင်းများပြောင်းလဲမှုအကြောင်းကိုသင်ကြားပေးပါဖြစ်ပါတယ်။ကဲဒီချေကဒီနေ့တင်သွားတဲ့သင်ခန်းစာကိုတောင်းသမီးတို့နားလည်မယ်လို့ထင်ပါတယ်။ချေသင်ခန်းစာလေးကိုဒီနေရာမှာပဲရက်ပါမယ်เนาะ။ နောက်သင်ခန်းစာမှာဒီ channel နဲ့အတူပြန်တွေ့ကြမယ်เนาะဒါလိုမျိုး